ပါဠိရှုံးတဲ့အစဉ်ဖြစ်ရှင်ပြိုင်ကစားမဲ့ Roster အသင်းရဲ့ဘောလုံးကွေးမျက်နှာပြင်ဟာအလွန်ဆိုးရွားနေတယ်လို့ Man U အသင်းနီးပြမော်ရင်ဟိုကဝေဖန်ပြောကြားလိုက်ပါတယ်။ရုရှားကလပ်ရော့စတော့ဟာဒီကနေ့ညမှာယူရိုပါလိ16သင်းအဆင့်ပထမအကြော့ပွဲဖြစ်မန်ယူအသင်းကိုလက်ခံကစားရမှာဖြစ်ပါတယ်မန်ယူနီးပြဟိုဆေးမော်ရင်ဟိုကရော့စတော့ကွင်းရဲ့အနေအထားကိုဝေဖန်ခဲ့ပြီးကစားလို့အဆင်ပြေမပြေမေးခွန်းထုတ်ခဲ့တယ်လို့သိရပါတယ် I know that we have to but this is is hard for me to believe that we are going to play tomorrow ကျွန်တော်တို့ကစားမယ့်ကွင်းအနေအထားဟာယုံကြည်ရခက်ခဲနေပါတယ်ဘလို့ပဲဖြစ်နေပါစေကျွန်တော်တို့အဲ့ဒီကွင်းမှာကစားရမှာဖြစ်ပါတယ်ကစားရမယ့်ကွင်းကိုဘောလုံးကွင်းလို့ခေါ်မယ်ဆိုရင်တော့အဲ့ဒီကွင်းမှာကစားရမယ်ဆိုတာယုံဖို့ခက်ခဲနေပါတယ်လို့ Europa League 16သင်းအဆင့်ပွဲမတိုင်ခင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ Man U နီးပြမော်ရင်ဟိုကပြောပါတယ် မော့စတော့ကွဲမှာကစားရတာအဆင်ပြေပါမလားလို့မော်ရင်ဟိုကဥရောပဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေနဲ့ပြောဆိုဆွေးနွေးခဲ့ပေမဲ့ပယ်ချခံခဲ့ရတယ်လို့သိရပါဗျ။အင်္ဂလိပ်မှာမယ်ယူအသင်းကိုလက်ခံကစားမဲ့ရော့စတော့အသင်းရဲ့နီးပြအိုင်ဗန်တန်နီလီယန်က ရော့စတော့ဘောလုံးကွင်းဟာပရီးမီးယားလိအဆင့်နဲ့ရှင်ပြိုင်ရင်တခြားစီပါပဲလို့ဝန်ခံပြောကြားလိုက်ပါတယ်။ TV ထဲမှာတော့ MU အသင်းဘောလုံးကွင်းအရေးအသွေးကိုမြင်ရပါတယ်။ကျွန်တော်တို့ရဲ့ပြိုင်ဘက် MU အသင်းကစားနေတဲ့ကွင်းမှာကျွန်တော်တို့ကစားချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့တက်နိုင်တဲ့ကွင်းမှာပဲကျွန်တော်တို့ကစားနေရတာဖြစ်ပါတယ်လို့ရော့စတော့နီးပြအိုင်ဗန်တန်နီလီယန်ကသတင်းကြောက်တွေကိုပြောကြားခဲ့ပါတယ်။ပွဲတော်ဝင်ရှိသူတွေဟာလိုအပ်တဲ့စစ်ဆေးမှုတွေကိုစောင့်ရွက်ခဲ့ပြီးဖြစ်လို့ Europa League ပွဲကိုပဲဖျက်ဆီးအောင်အကြောင်းမရှိဘူးလို့ဥရောပဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။